2021ခုနှစ်ကစပြီးလူမှုအပေါ်ကျူးလွန်ခဲ့တဲ့ဆိုးရွားတဲ့အကျဉ်းဖက်မှုတွေကိုအဆုံးသတ်ပြီးအယက်သားဆိုးရွားစီပြန်သွားဖို့ယုံကြည်စိတ်ချရတဲ့လမ်းကြောင်းကိုရှာဖွေရမယ်လို့ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကအော်တိုဘာလ28ရက်မှာပြောဆိုလိုက်ပါတယ်။မလေးရှားနိုင်ငံကွာလန်လမ်ပူမြို့တော်မှာကျင်းပတဲ့အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံထိပ်သီးအစည်းအဝေးရဲ့ဆက်ဆက်သတင်းစာရှင်းလင်းပွဲမှာကုလသမဂ္ဂအကြီးအကဲကအဲ့လိုပြောဆိုခဲ့တာပါ။ စစ်တပ်ရဲ့အာဏာသိမ်းမှုဟာမြန်မာနိုင်ငံအပေါ်ကပ်ဘေးတွေကိုထပ်ဆင့်ကြောက်စီုံတာမကဒေသရင်းတည်ငြိမ်မှုကိုပါချိန်ချောက်ခဲ့တယ်လို့သူကပြောပါရယ်။ပြည်ရင်းစစ်ပြင်းထန်နေပေမဲ့အခုနှစ်ကုန်မှာအထွေထွေရွေးကောက်ပွဲကတဆင့်မြန်မာနိုင်ငံကိုဒီမိုကရေစီအုပ်ချုပ်ရေးစီပြန်ရောက်စေဖို့ရည်ရွယ်ထားတယ်လို့အနာသိန်းစစ်ကောင်စီကပြောခဲ့ပေမဲ့မဲပေးမှုရဲ့ယုံကြည်စိတ်ချရမှုကိုမေးခွန်းထုတ်ခဲ့ပြီးကိုယ်စားလှယ်တွေကတဆင့်စစ်ကောင်စီကအနာဆက်ရှိနေလိမ့်မယ်လို့ဝေဖန်သူတွေကထင်ကြေးပေးနေကြပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်လူပေါင်း3တန်းခွဲလောက်နေရွှန်ခွာထွက်ပြေးနေကြရတာဖြစ်ပြီးအချင်းထောင်တွေထဲမှာလည်းနိုင်ငံကောင်းဆောင်တွေဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေတောင်းတဲ့ချီရှိနေတာဖြစ်ပါရဲ့ရှင်